လူတွေက Apple company ကနေပြီးတော့မှ ဖုန်းတွေဝယ်နေကြတာမဟုတ်ပါဘူး innovation လို့ခေါ်တဲ့တီထွင်ဆန်းသက်မှုတွေဝယ်နေကြတာပါ Coca-Cola company စီကနေပြီးတော့မှအချိုးရည်တွေဝယ်နေကြတာမဟုတ်ပါဘူးပျော်ရွှင်မှုတွေဝယ်နေကြတာပါ Nike company ကနေပြီးတော့မှ shoe ဖနက်တွေဝယ်နေကြတာမဟုတ်ပါဘူး motivation တွေဝယ်နေကြတာပါဆရာညံလင်းအောင်စီကနေပြီးတော့မှသင်တန်းတွေဝယ်နေကြတာမဟုတ်ပါဘူးစိတ်ခွန်အားတွေဝယ်နေကြတာပါ ်တက်စလာကုမ္ပဏီကနေပြီးတော့မှ ကားတွေဝယ်နေတာမဟုတ်ပါဘူးသူတို့ရဲ့အနာဂတ်တွေကိုဝယ်ယူနေကြတာပါ အဲ့တော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့လူတွေဒီထုတ်ကုန်တွေကိုဝယ်ယူနေကြတာမဟုတ်ဘဲနဲ့ emotion လို့ခေါ်တဲ့စိတ်ခံစားမှုတွေကိုဝယ်ယူနေကြတာပါအဲ့တော့ဒီတော့ကိုကထုတ်ကုန်တွေဝန်ဆောင်မှုတွေထုတ်ရောင်းထုတ်ပေးတဲ့အခါမှာကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကဘလို emotion တွေကိုလူတွေကိုပေးနိုင်တယ်လဲဆိုတာကသိကိုရေးကြည့်ပါတယ်ကျေးဇူးများတင်ပါတယ်